အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာလက်မနဲ့ပတ်သက်တဲ့လက္ခဏာဘဝဒုတလေးများကိုမျှဝေပေးပါမယ်လက္ခဏာပညာမှာလက်မဟာလဲအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်လက်မကပြောတဲ့အရေးကြီးတဲ့အရာတွေကဘာတွေများဖြစ်နေမလဲပထမဦးဆုံးပုံမှန်ပြထားတဲ့လက်မကိုကြည့်ပါ သူရဲ့လက်မကဖြောက်တန်းပြီးရှည်လျားပါတယ်ဒီထဲရှည်တဲ့လက်မတွေလည်းရှိပါသေးတယ်လက်မကဒီလိုရှည်လျားပြီးဖြောက်တန်းနေမယ်ဆိုရင်သူက လူတိုင်းနဲ့တင်းတင်းမြတ်တအောင်ပေါင်းတင်းဆက်ဆံနိုင်စွမ်းရှိပါတယ်စိတ်ရှိတယ်အတွေးခေါ်ရင့်တန်တယ်အဲ့ဒီအထဲမှာမှသူရဲ့လက်မဒုတိယအစစ်ကပထမအစစ်ထက်ကိုပိုရှည်လျားပြီးအားကောင်းနေတာကိုမြင်ရပါတယ်ဒါဆိုရင်တော့သူကအသက်20ကျော်တည်းကကိုဝင်ငွေနဲ့ကိုရက်တီဖို့ကြိုးစားခဲ့တဲ့သူတွေထဲမှာပါပါတယ်မိဘအပေါ်တိတ်ပြီးတော့အမိကိုမပြုတ်ပါဘူးမိဘရဲ့အရေးငွေအောက်မှာလည်းတိတ်ပြီးမနေလိုဘူးကိုကိုကိုအားကိုးကျင်စိတ်များတဲ့အထဲမှာပါပါတယ် အဲ့ဒီထဲမှာမှအရစ်ပိုပါတဲ့သူတွေလည်းရှိပါသေးတယ်။ဒါကတော့ဦးစီးဦးဆောင်လောက်ရတဲ့သူတွေဆုံးဖြတ်ချက်တွေဦးဆောင်ညွန်ကြားရတဲ့သူတွေမှာလက်မအရစ်ပိုတွေပါတတ်ပါတယ်။နောက်လက်မတစ်ခုကတော့ပုံမှန်ပြထားတဲ့အတိုင်းလက်မက အရင်ဖျားညီဖျောက်တမ်းပြီးတတောက်တဲ့ဖြစ်နေပါတယ်။ဒီလိုလူမျိုးတွေကတော့ခေါင်းကျော်မှာတတ်ပါတယ်။နောက်တစ်ခုကဘဝမာနအရန်ကြီးတတ်ပါတယ်။ကိုကပဲပေးကမ်းခြင်းတဲ့သူဖြစ်တယ်။ ူများလက်ဝေကံသူများနှောင်းလိုက်မဖြစ်ခြင်းဘူးလူဖြောက်စိတ်တူတဲ့အထဲမှာပါပါတယ်စီစနစ်တကြနဲ့ဘဝကိုဖျက်ဆီးနိုင်တယ်ဖြောင်းမှတ်မှန်ကန်တယ်ဇွဲလုံးလာဝိရိယရှိတယ်တတိရှိတယ်လုပ်ငန်းကံကန်းတွေမှာစုံဖြတ်ချက်တွေချမှတ်နိုင်စွမ်းရှိတယ်ဦးစီးဦးဆောင်ပြုလုပ်နိုင်စွမ်းရှိတဲ့သူဖြစ်ပါတယ်နောက်တစ်ခုကတော့အပြာကောလက်မဖြစ်ပါတယ်ပုံမှန်ပြထားသလိုပဲလက်မကိုထောင်လိုက်တာနဲ့လက်မကတီးတီးတာတာအပြားကော့နေပါတယ် ဒီလိုလူမျိုးတွေကတော့အမိတ်အာနာတွေနဲ့ထိန်းချုပ်စီခိုင်းတာမျိုးတွေကိုမကြိုက်ပါဘူး။ဘောင်ခတ်တာမျိုးကိုမကြိုက်ဘူး။ကိုကိုတိုင်ရဲ့ဆုံးဖြတ်ချက်ကိုကိုတိုင်ရဲ့စီကန်းကသာကိုရဲ့စီကန်းချက်အဲ့ဒီလိုမျိုးတတ်မှတ်ပါတယ်။သူများကလည်းသွားပြီးမလွမ်းမိုးသလိုကိုကိုလာလွမ်းမိုးတာမျိုးကိုလည်းမကြိုက်ပါဘူး။ရောက်တဲ့နေရာမှာပျော်အောင်နေတတ်ပါတယ်။လူတိုင်းနဲ့တင့်တင့်မြတ်တအောင်ပေါင်းသင်းဆက်ဆံနိုင်တယ်။လူပေါင်းစမ်းဒီလိုလူမျိုးတွေကအပျော်ပါကြိုက်တယ် လွလွလပ်လပ်နေလိုစိတ်ရှိတယ်။အရန်ကြီးစိတ်ဖိစီးမှုတွေကိုထဲမထားမနဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့လက်မပိုင်ရှင်တွေဖြစ်ပါတယ်။နောက်တစ်ခုကတော့ထိတ်ချုံလက်မအမျိုးအစားဖြစ်ပါတယ်။ဒီထိတ်ချုံလက်မပိုင်ရှင်တွေကတော့လူတွေကိုပေးကမ်းကူညီခြင်းစိတ်တွေတနာတတ်တဲ့စိတ်တွေအရန်များပါတယ်။လူတစ်ယောက်ကကိုယ့်ကိုလာပြီးအကူအညီတောင်းရင်သူကနည်းနည်းပဲတောင်းရင်တော့မှကိုကများများပေးချင်တဲ့လူစားမျိုးဖြစ်ပါတယ်။အဲ့ဒီပတ်ဝန်းကျင်ကလူတွေကပဲ ိုယ်စိတ်ကိုပြန်ပြီးတော့ပြောင်းလဲပေးတတ်ပါတယ်။ကိုကောင်းသလောက်ကိုယ်ပေါ်မကောင်းတဲ့အခါတွေမှာကိုကပြန်ပြီးတော့အဲ့ဒီလူတွေအပေါ်မှာစိတ်ဓာတ်ပြတ်သားရတတ်ပါတယ်။အဲ့ဒီလက်မထဲမှာမှဇဘာစိအမတ်သားပါနေပါတယ်။မှုရောဇဘာအမတ်သားလို့လည်းခေါ်ကြပါတယ်။ဒါကတော့ငွေကျေးစုဆောင်တာတွေဝါသနာပါတတ်ပါတယ်။သွားလီယာလာလီယာမှာစားတော့ဆရာပေါ်ကျွယ်ွားတယ်။လူကြည့်လူခင်ပေါ်တယ်။ပြည့်ပြည့်စုံစုံနေရမကန်ပါတယ်။သူရဲ့ဘဝတသက်တာမှာ အစာအပေါက်မရှာပါတဲ့အထဲမှာပါပါတယ်။နောက်တစ်ခုကတော့လက်မခေါင်းတူဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ကတော့လက်မခေါင်းတူကလည်းဖြစ်နေပြန်ပါတယ်။လက်ပြက်လည်းဖြစ်နေပြန်တဲ့လက်ဝါးပြင် ဖြစ်ပါတယ်။ဒီလိုနှစ်ခု တွဲထားမယ်ဆိုရင်တော့အရန်တတိထားရမယ်လက်မပိုင်ရှင်တွေထဲမှာပါပါတယ်။သူကဒေါသကြီးတယ်စိတ်ကြီးတယ်သူများကလည်းမတရားသွားမလို့တို့လို့သူ့ကိုမတရားလာလို့ရင်လည်းမခံတတ်ပါဘူး။ အဲ့ဒီဆက်ရက်အမျိုးတေးတွေကလည်းနှစ်ပေါင်းများစွာကြာသွားတာတော့မေ့မသွားပါဘူးကြုံတဲ့အခါမှာလက်တုပ်ပြန်ကျင်စိတ်အရန်များတက်ပါတယ်ဒါတော့မှဒီလက်ကလက်မခေါင်းတူပဲရှိနေပါသေးတယ်လက်မတင်ပုတ်မဟုတ်သေးပါဘူးလက်မတင်ပုတ်သာဆိုရင်ဒေါသနောက်ကိုလက်လွန်ချေလွန်ဖြစ်ကုန်တဲ့အထိတွန်းအားပေးပါတယ်ဒါကြောင့်ဒီလိုတွဲပါလိုက်တော့အတူတူထားရပါမယ်နောက်ထပ်မျှဝေပေးမယ့်လက္ခဏာတစ်ခုကတော့အချစ်ရည်အိမ်တော်ရင်းပါလုံးဝသာယာပျော်ရွှင်မှု ျင်နာမှုတွေမရှိတဲ့အမတ်သားစုတွေအကြောင်းပဲဖြစ်ပါတယ်။အချစ်ရဲ့အိမ်တော်ရေးဆိုတာလူဘဝမှာအရေးကြီးတဲ့လိုအပ်ချက်တစ်ခုပဲဖြစ်ပါတယ်။ငွေကြေးစည်းဝါးဥစ္စာရှိတာနဲ့မဆိုင်ပါဘူး။ဒါတွေကအပေါ်ရနေပါ။ချစ်ချင်းမေတ္တာဆိုတာရင်ထဲကမပါဘဲနဲ့ဟန်ဆောင်ပြုံးနဲ့ဖန်တီးလို့မရပါဘူး။ပုံမှန်ပြထားတဲ့လောက်ဝပြင်ကိုကြည့်လိုက်ပါ။ပုံမှန်ပြထားတဲ့လက္ခဏာရှင်ဟာအချစ်ရဲ့အိမ်တော်ရေးအတွက်လုံးဝအဆင်ပြေလာနိုင်စရာအကြောင်းမရှိပါဘူး။စိတ်ဆင်းရဲကိုဆင်းရဲမှုတွေနဲ့ပဲကြုံတွေ့မယ်။အမြဲတမ်းတော့ကများစွာကြုံတွေ့မယ်။ ဒါကြောင့်မိမိတို့ရဲ့လက်ဝါးပြင်းမှာဒီလိုအမှတ်သားတွေထွက်ပေါ်လာရင်တော့လက္ခဏာရှင်ဟာအချစ်ရည်အိမ်တော်ရေးမှာတတိထားစရာတွေဖြစ်မယ်ဒီလိုမှမဟုတ်ရင်လည်းမိမိထင်ရရှေ့ဆက်တိုးမယ်ဆိုရင်ဒုက္ခနဲ့စိတ်ဆင်းရဲမှုများစွာကြုံတွေ့မှာပဲဖြစ်ပါတယ်ဒါကြောင့်မိမိတို့ရဲ့လက်ဝါးပြင်းမှာဒီလိုအမှတ်သားတွေတွေးလာခဲ့မယ်ဆိုရင်တော့အထူးတတိထားဆင်ခြင်သင့်ပါတယ်နောက်ထပ်လက္ခဏာတစ်ခုကတော့အရင်ရည်စားနဲ့ပြန်လည်ဆက်သွယ်နိုင်မယ့်လက္ခဏာပဲဖြစ်ပါတယ်မိန်းကလေးအများစုနဲ့တချို့သောယောက်ျားလေးတွေတီးကျင်နေကြတဲ့ဤအိမ်နဲ့ပြန်ဆက်သွယ်ရနိုင်လား ကြီးစားဟောင်းပြန်လာမှာလားဆိုတဲ့မေးခွန်းတွေအတွက်ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါအိမ်တော်ရေလန်းချောင်းရဲ့အရင်အစနာမှာပုံမှန်ပြထားသလိုမျိုးအခွငယ်တစ်ခုထွက်ပေါ်နေမယ်ဆိုရင်မိမိရဲ့အီအိမ်နဲ့အဆက်အသွယ်ပြန်ရတတ်ပြီးကြီးစားဟောင်းပြန်လာတတ်ပါတယ်အိမ်တော်ကြပြီးမှအဲ့ဒီခရင်ကထွက်ပေါ်လာရင်တော့အိမ်တော်ကြပြီးမှလည်းမိမိရဲ့ကြီးစားဟောင်းကလာပြီးပတ်သက်တာမျိုးတွေကြုံတွေ့ရတတ်ပါတယ်အိမ်တော်ကြပြီးမှခရင်ကထွက်ပေါ်လာရင်တော့မိမိကိုမိမိကြိုတင်စင်ကျင်ပြီးနေလို့ရပါတယ် အပြိုလူပြိုဘဝမှာပဲခက်ရင်ကွထွက်ပေါ်လာရင်တော့ဝမ်းသာစရာဖြစ်ပြီပေါ့နောက်တစ်ခုကတော့နှလုံးလန်းချောင်းချောင်းပါပုံမှန်ပြထားသလိုမျိုးနှလုံးလန်းချောင်းဟာအလွန်ကြီးပြက်ကြီးမနေဘဲနဲ့နှလုံးလန်းချောင်းရဲ့အဆုံးမှာအပြည့်အနာစာကင်းရှင်းပြီးကြာဖူးပုံပီသားစွာပါနေမယ်ဆိုရင်လက္ခဏာရှင်ဟာအတွေးအခေါ်ပညာရေးကိုအားကောင်းစေပြီးမိသားစုပြဿနာအတိုက်ခံမဖြစ်ဘဲနဲ့အမွေရတတ်ပါတယ်နှလုံးလန်းချောင်းအဆုံးကြာဖူးပါနေတဲ့သူတွေဟာစိတ်နေစိတ်ထားလဲနူးညံ့တိမ်မွေးတတ်ပါတယ် နှလုံးလန်းကြောင်းဟာရက်အလွန်ကြီးနေမှဆိုရင်တော့မိသားစုအခြေအနေပတ်သက်ပြီးစိတ်သောက ရောက်စရာတွေကြုံတွေ့ရတတ်ပြီးအတိုက်ခံတွေဖြစ်ပြီးမှအမွေရတတ်ပါတယ်စိတ်ဓာတ်ခွန်အားပြင်းထန်ပြီးအောင်မြင်တတ်တဲ့လက်ဝါးပြင်းဆိုတာဘယ်လိုမျိုးပါလဲပုံမှန်ပြထားတဲ့လက်မှာတော့ညံလန်းကြောင်းပေါ်မှာတွီးကံတစ်ခုနဲ့ကံလန်းကြောင်းမှာတွီးကံတစ်ခုတွီးကံနှစ်ထပ်ပြင့်နေပါတယ်အဲ့လိုတွီးကံနှစ်ထပ်က ဉာဏ်လန်းနဲ့ကံလန်းပေါ်မှာထပ်ဆင့်ဖြစ်ပေါ်နေမှာဆိုရင်လက္ခဏာရှင်ကငါသာလင်ငါဘဝမှာပဲရင်ငါသာလင်ငါဘဝရဲ့ပဲကင်ရှင်ဆိုပြီးစိတ်တက်ခွန်အားကြီးပြေဝနိုင်မဲ့လူစားမျိုးဖြစ်ပါတယ်။အဲ့ဒီစိတ်တက်ခွန်အားတွေနဲ့ပဲအောင်မြင်ပါမယ်။သို့ပေမဲ့တခုတော့ရှိပါတယ်။ပုံမှာပြထားတဲ့လက်ပိုင်ရှင်လိုမျိုးမြေလက်အမျိုးစားဖြစ်မဲ့ဆိုရင်တော့ပိုပြီးပြေဆုံးပါတယ်။မြေလက်ဆိုတာကစိတ်တက်ခွန်အားပြင်းထန်ပြီး သင်ကြားလွယ်သင်ယူလွယ်ပြီးဘဝကိုလက်တွဲဆန်ဆန်ဖြတ်တန်းတတ်တဲ့သူတွေစီမှာတည်ရှိနေတတ်ပါတယ်။နောက်တစ်ခုကတော့ညာလန်းချောင်းထိပ်မှာတည်ရှိနေတဲ့ကျယ်ပွင့်အမတ်သားပဲဖြစ်ပါတယ်။ညာလန်းချောင်းထိပ်မှာကျယ်ပုံစံအမတ်သားတည်ရှိနေမှဆိုရင်လက္ခဏာရှင်ကဉာဏ်ရည်ထက်မြက်ပြီးဉာဏ်ပညာနဲ့အောင်မြင်ကြော်ကြားတတ်ပါတယ်။ဉာဏ်ပညာနဲ့တိုးတက်အောင်မြင်ပြီးဆရာတစုအထိဖြစ်ရတတ်ပါတယ်။ပုံမှာပြထားတဲ့နမူနာလက်ပိုင်ရှင်ကတော့ဤပညာသမားတူဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့အောင်မြင်လမ်းကြောင်းအစပြုထွက်ပေါ်ရာနေရာနဲ့အကျိုးပေးတွေပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့နမူနာလက်ပုံစံကိုကြည့်ပါ။နံပါတ်ကကြီးအောင်မြင်လမ်းကြောင်းကအသက်လမ်းကြောင်းကနေအစပြုနေမှာဆိုရင်ကပြားစောင်းပါဝတ္ထုစသဖြင့်စာပေမှာအောင်မြင်ခြင်းငွေဝင်ကောင်းခြင်းပစ္စည်းဥစ္စာစုဆောင်မိပြီးကြွယ်ဝချမ်းသာခြင်းလူသည့်များလောက်အောင်တင်ရှားကြော်စောခြင်းမိဘဆွေမျိုးများထံမှအထောက်ပံ့ရရှိခြင်းတွေဖြစ်ပါလိမ့်မယ်။ နမခခွေမှာပြထားသလိုမျိုးအောင်မြေလန်းချောင်းကတင်းလာဂျိုးကုံကနေအစာပြုတ်နေမယ်ဆိုရင်ကိုနဲ့လိန်မတူသူတူရဲ့အထောက်ပံ့တွေကြောင့်အောင်မြင်ခြင်းကိုရရှိစေပါမယ်။နမကငယ်မှာပြထားသလိုမျိုးအောင်မြေလန်းချောင်းကအထက်အင်းကဂျိုးကုံကနေအစာပြုတ်နေမယ်ဆိုရင်မိမိအောင်မြင်နိုင်ရဲ့အတွက်တော်လကောင်းတကူဩဇာလွမ်းမိုးနိုင်ရဲ့အတွက်တော်လကောင်းရန်သူတွေကိုတွန်းလှန်ဖြိုဖျက်နိုင်ပါတယ်။တတ္တိရှိခြင်းကက်ခဲများကိုဖယ်ရှားပြီးမှအောင်မြင်ခြင်းတွေကို ရရှိနိုင်စေပါတယ်။ကံလန်းဟာကောက်ကွေးနေမယ်ဆိုရင်ဘဝမှာခက်ခက်ခဲခဲကြိုးစားဖြတ်ကျော်ရတတ်ပါတယ်။ကိုယ့်ကိုမိခိုးသူများတတ်ပါတယ်။ပုံမှာပြထားတဲ့လက်ဝါးပြင်မှာကံလန်းဟာကိုယ်ကောက်ပြီးတတ်နေပါတယ်။ဒါပေမဲ့လည်းကံလန်းကြောင်းကကြာသပြီးဂျိုးခုံကိုဥတီထားတဲ့အတွက်ကြောင့်ဘလောက်ပဲခက်ခဲပါစေဂုံသိက္ခာနဲ့ကံကောင်းစေပါတယ်။နောက်ပြီးသူ့ရဲ့လက်တကြွယ်အောက်မှာလည်းမြင်းပြိုင်နှစ်ချောင်းရှိနေပါတယ်။ ဒါကြောင့်လက္ခဏာရှင်ကလုပ်ငန်းတစ်ခုကိုအပြိုင် လုတ်ကန်ရတက်ပြီးနှစ်ခုစလုံးမှာအောင်မြင်ရတတ်ပါတယ်။လက္ခဏာရှင်ကလက်ရှိမှာလဲစီမံခန့်ခွဲမှုပညာရဆိုင်ရာကျွမ်းကျင်သူမန်နေဂျမန့်တူဖြစ်ပါတယ်။နောက်တစ်ခုကတော့ညာလန်းချောင်းပေါ်ကအဆောက်အဦအိမ်ပုံစံအမှတ်သားတင်ဂီတဖြစ်ပါတယ်။ဒါကတော့ဘန်မှာအနိုင်ရလောက်အောင်ငွေကြေးပိုင်ဆိုင်ရတတ်ပါတယ်။ဘန်လုပ်ငန်းတွေနဲ့ပတ်သက်ဆက်နွယ်ရတတ်ပါတယ်။ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ရတတ်ပါတယ်။ အကယ်၍လက္ခဏာရှင်ကဗန်းဝန်တန်းဖြစ်ခဲ့မယ်ဆိုရင်တော့ဗန်းမှာငွေကြေးအနှံ့ရလောက်အောင်ကံကောင်းစေတဲ့လက္ခဏာကဗန်းရဲ့ငွေကြေးအဆက်မပြတ်လဲပတ်မှုတွေကြောင့်ကိန်းကြေးတယ်လို့ဖြစ်သွားတတ်ပါတယ်။ဒါကြောင့်ကိုကိုတိုင်စုဆောင်မှုငွေကြေးတွေကိုအဟန့်တာဖြစ်သွားစေပါလိမ့်မယ်။အကယ်၍ဗန်းမှာအလုံးမလုံးတဲ့ပုံကိုဆိုရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးစုဆောင်နိုင်သူဖြစ်ပါလိမ့်မယ်။နောက်ဆုံးတစ်ခုကတော့နှလုံးလန်းချောင်းနဲ့ညံလန်းချောင်းဝေးနေခြင်းပဲဖြစ်ပါတယ်။ ဒါဆိုရင်လက္ခဏာရှင်ဟာအခြေကိစ္စကိုအလင်းစလို့မဆုံးဖြတ်တတ်ပါဘူးအသေးစိတ်လေးလေးနက်နက်စဉ်းစားဆင်ခြင်မှုလွန်ကဲနေတဲ့အတွက်အိမ်တော်ကြနောက်ကြတတ်ပါတယ်မေတ္တာရေးရမှလည်း ETA ဆက်နိုင်ပြီးစန့်ကျင်ဘက်လိန်ဒီနဲ့အယောတဝင်မနေတတ်သူဖြစ်ပါတယ်မိဘတွေသဘောတူတဲ့သူသို့မဟုတ်ငွေချင်းတွေဆက်ပေးတဲ့သူတွေနဲ့အိမ်တော်ကြတတ်ပါတယ်ဒီကနေ့လက္ခဏာဘူးတုဒ္ဒလေးကတော့ဒီလောက်ပါပဲအားလုံးလက္ခဏာပညာတုဒ္ဒဒူဝါနိုင်ကြပါစေ။